ပထမဦးဆုံးသတင်းအနေနဲ့စစ်တပ်လုံးမဲ့ရွေးကောက်ပွဲအောင်မြင်ရေးရိုက်ကူးရေးလုပ်ဖို့ကိစ္စနဲ့ပတ်သက်ပြီးတရုတ်ဆောင်ဖွေးဖွေးနဲ့အလင်းရောင်တို့ခေါ်ယူစစ်ဆေးခံနေရတယ်လို့ပြန်ကြားရေးဝန်ကြီးဌာနသတင်းရင်းမြစ်နဲ့အမှုပညာရှင်အတိုင်းဝိုင်းတွေစီကသိရပါဗျ။ကြန့်ခိုင်ရေးပါတီမှဗိုလ်ချုပ်ဟောင်းမြကမဲဆွယ်စည်းရုံးရေးလှုပ်ဆောင်သောနေရာများမှာစစ်သားပြူစောထီးနဲ့ရဲတွေကိုအရဲဝင်များအပြင်ကြန့်ခိုင်ရေးအင်ဂျီပါဝေခိုင်း၍လိုက်ပါလုံယုံရေးယူပေးနေရတယ်လို့ကြန့်ခိုင်ရေးပါတီသတင်းရင်းမြစ်ကပြောဆိုထားပါဗျ။ မန္တလေးတိုင်းတောင်သာမြို့ပေါ်မှာခြေကုပ်ယူထားတဲ့စစ်တပ်ဂိတ်စခန်းတွေကိုတပြိုင်နက်တည်းဝင်ရောက်တိုက်ခိုက်ခဲ့တယ်လို့မြင်းချန်ခရိုင်အမှတ်3တပ်ရင်းထံကသိရပါဗျ။ဒီနေ့မှကြားရောက်တဲ့ကင်ပီနယ်နေ့290ပြည့်အတွက်စစ်ကောင်းဆောင်ဘိုးချုပ်မူကြီးမဲအောင်လိုင်းပေးပို့တဲ့တဝင်းလွှာရဲမှာ ကင်လက်နက်ကိုင်အဖွဲ့တချို့အပါအဝင်စစ်တပ်ကိုစန့်ကျင်နေတဲ့တော်လန်ရေးအဖွဲ့တွေကိုအပြစ်တင်ပြောဆိုထားပါဗျ။အရှေ့တောင်အာရှနိုင်ငံတချို့မှာ လူသေးဆုံးတဲ့အထိအပြင်းထန်တိုက်ခတ်နေတဲ့အပူပိုင်းမုံတိုင်းခန့်မေတီကနေပြတ်ထွက်လာတဲ့တိမ်တိုက်တွေကြောင့်မနက်ဖြန်နိုဝင်ဘာလ၈ရက်နေ့ကနေ၁၀ရက်နေ့အတွင်းမြန်မာနိုင်ငံမှာဒေသလိုက်နေရာကွက်ပြီးမိုးကြီးနိုင်တယ်လို့မိုးလေဝသနဲ့ဇလားဗေဒညွှန်ကြားမှုဦးစီးဌာနကနေထုတ်ပြန်လာပါတယ်။ဒီနေ့အတွက်ထူးခြားတဲ့သတင်းအသစ်တွေကိုနောက်မှအသေးစိတ်တင်ဆက်ပေးမှာဖြစ်လို့ကျွန်တော်ရဲ့ channel လေးကို like and subscribe လုပ်ခဲ့ပြီးဘေးနားကခေါင်းလောင်းလေးကိုနှိပ်ခဲ့ကြဖို့မမေ့ကြပါနဲ့ခင်ဗျာ။ဒါဆိုရင်ဆက်လိုက်ရအောင်။ ပထမအဆုံးသတင်းအနေနဲ့စစ်တပ်လုံမဲ့ရွေးကောက်ပွဲအောင်မြင်ရေးရိုက်ကူးရေးလုပ်ဖို့ကိစ္စနဲ့ပတ်သက်ပြီးတရုတ်ဆောင်ဖွေးဖွေးနဲ့အလင်းရောင်တို့ခေါ်ယူစစ်ဆေးခံနေရတယ်လို့ပြန်ကြားရေးဝန်ကြီးဌာနသတင်းရင်းမြစ်နဲ့အမှုပညာရှင်အတိုင်းဝိုင်းတွေစီကသိရပါဗျာတရုတ်ဆောင်ဖွေးဖွေးဟာသူရောက်ရှိနေတဲ့မန္တလေးတိုင်းပြည်ဦးရင်မြို့ကနေခေါ်ယူစစ်ဆေးခံရတာလို့နှီးဆက်သူတို့ချို့ကပြောပါဗျာသူတို့ကငโกတဲကဖမ်းဆီးထားတာမဟုတ်ဘူးလို့နားလေတယ် သူတို့ရဲ့အခက်အခဲတွေသိရအောင်ခေါ်မေးတဲ့ဆင်နာဖြစ်တယ်။မေးပြီးတဲ့ကပြန်လွတ်လိုက်တာလို့ပြန်ကြားရေးဝန်ကြီးဌာနတာဝန်ရှိသူတို့ကပြောဆိုထားတယ်လို့သိရပါဗါ။တရုတ်ဆောင်ဖွေးဖွေးနဲ့အလင်းရောင်ဟာစစ်တပ်ကလုံးမဲ့ရွေးကောက်ပွဲအောင်မြင်မှုအတွက်အမှုပညာနဲ့ပါဝင်ကူညီပေးမယ်လို့အကြောင်းပြန်ထားပြီးဖြစ်တယ်လို့ပြန်ကြားရေးဝန်ကြီးဌာနကပြောဆိုထားပါဗါ။ဒါအပြင် အာနာသိန်းကာလာမှာရုပ်ရှင်ရိုက်ကူးမှုမရှိသလောက်ဖြစ်နေတဲ့ထက်ဆင်အကယ်ဒမီရရှိထားကြတဲ့ နမကြီးတရုတ်ဆောင်မင်းသားမင်းသမီးစုံတွဲကိုလည်းပူပေါင်းပါဝင်ဖို့ခေါ်ယူထားပြီးပူပေါင်းမယ်လို့အကြောင်းပြန်ထားတယ်လို့စစ်တပ်ထောက်ခံသူတချို့ကပြောဆိုထားပါဗါအောက်တိုဘာနောက်ဆုံးအပတ်ထဲမှာခေတ်သမိုင်းကိုဒုံဆိုင်မဲ့သူများဆိုတဲ့စစ်တပ်ရွေးကောက်ပွဲအကြောင်းဇလန်းတိုနဲ့ပတ်သက်ပြီးဆိုရှယ်မီဒီယာပေါ်ကကန့်ကွက်ရေးသားချက်တွေကို react ပေးတယ်တုံ့ပြန်ချက်ပေးတယ်လို့ဆိုကအမှုပညာရှင်တချို့ကိုဇက်တိုက်ဖမ်းဆီးခဲ့ပါဗါ ဒရိုက်တာတွေဖြစ်ကြတဲ့ဇမူထွန်းတက်လွင်အောင်ချမ်းလူမိုက်တီအပါဝင်ဇပ်ပိုတယုတ်ဆောင်ကျော်ဝင်းထွန်းနဲ့ဟာတတယုတ်ဆောင်အုံတိုင်းတို့ကိုလည်းဖမ်းဆီးခဲ့ပါသေးတယ်။ဖမ်းဆီးခဲ့တဲ့အမှုပညာရှင်တွေကိုရွေးကောက်ပွဲကိုနှောက်ယှက်ဟန်တာဖျက်ဆီးတာကနေကာကွယ်ပေးရေးဥပဒေအပါဝင်တခြားဥပဒေတွေနဲ့ထိရောက်စွာရေးယူသွားမယ်လို့စစ်တပ်က ထုတ်ပြန်ခဲ့ပါတယ်။တော်လန်ရေးအင်အားစုတွေဘက်ကလည်းခေတ်သမိုင်းကိုဒုံဆိုင်မဲ့သူများဇလန်းမှာပါဝင်ခဲ့သူတွေရဲ့ dialogue တွေဟာအမှန်တရားနဲ့ကွဲလွဲနေပြီး တော်လန်ရေးကိုစော်ကားတဲ့စကလုံးအုံတုံးတွေဖြစ်တယ်လို့ဆိုကာလူမှုပြည်တံပေးဖို့စော်ဩခဲ့ကြပါဗျ။နောက်ထပ်သတင်းတစ်ပုဒ်အနေနဲ့ကြန့်ခိုင်ရေးပါတီမှဗိုလ်ချုပ်ဟောင်းမြကမဲဆွယ်စည်းရုံးရေးလှုပ်ဆောင်သောနေရာများမှာစစ်သားပြူစောထီးနဲ့ရဲတွေကိုအရဲဝင်များအပြင်ကြန့်ခိုင်ရေးအင်ဂျီပါဝေခိုင်း၍လိုက်ပါလုံယုံရေးယူပေးနေရတယ်လို့ကြန့်ခိုင်ရေးပါတီသတင်းရေးမြစ်ကပြောဆိုထားပါဗျ။ လာမယ့်ဒီဇင်ဘာလ28ရက်နေ့မှာစတင်ပြုလုပ်မယ့်ရွေးကောက်ပွဲအတွက်အောက်တိုဘာ28ရက်နေ့မှာစတင်ကဒီဇင်ဘာ26ရက်နေ့အထိရပ်ပေါင်း60မဲဆွယ်ခွင့်ပေးထားရာကြန့်ခိုင်ရေးပါတီမှဗိုလ်ချုပ်ဟောင်းများကလည်းမဲဆွယ်စည်းရုံးမှုများကိုနယ်မြေကွင်းဆင်းရေးစတင်လျက်ရှိကြောင်းထို့သောနယ်မြေကွင်းဆင်းမဲဆွယ်စည်းရုံးရာမှာစစ်သားရဲနယ်ပြူစောထီးတွေကို အရက်ဝက်များကြန့်ခိုင်ရေးပါတီအင်ကြီးများဝေခိုင်း၍လုံခြုံရေးဖြစ်ခေါ်ဆောင်သွားတယ်လို့သိရပါဗျ။စစ်ကောင်းဆောင်ဗိုလ်ချုပ်မှုကြီးမင်းအောင်လှိုင်ရဲ့စေခိုင်းချက်အရာစစ်ကော်မရှင်မှအရာရှိကြီးတွေဖြစ်ကြတဲ့အောင်လင်းတွေ၊မြာထုံးဦး၊တင်အောင်ဆန်းဒုတိယဗိုလ်ချုပ်ကြီးအောင်ကံမြင့်တန်းအပါအဝင် တခြားစစ်အရာရှိကြီးတွေဟာပြည်သူ့လွှတ်တော်အမျိုးသားလွှတ်တော်နဲ့ ပြည်နယ်တိုင်းလွတ်တော်တို့မှကြံ့ခိုင်ရေးပါတီကိုစားပြုဝင်ရောက်ရှင်ပြိုင်နေတယ်လို့သိရပါဗါအောင်လင်းတွေးကတော့နေပြည်တော်အမျိုးသားလွတ်တော်မဲဆန္ဒနယ်ပြည်ရာရင်၎င်းညိုစောကကိုကိုချွန်းပြည်သူလွတ်တော်မဲဆန္ဒနယ်မှ၎င်းမြထုံးဦးကပြင်ဦးလွေမြို့နယ်ပြည်သူလွတ်တော်မဲဆန္ဒနယ်မှ၎င်းကြံ့ခိုင်ရေးပါတီဥက္ကဋ္ဌခင်ကြီးကဇေယသီရီမြို့နယ်အငိမ့်စားဘိုလ်ချုပ်ကြီးတင်အောင်ဆန်းကဥတ္တရသီရီမြို့နယ် မင်းကင်းမောင်မြင့်ကစပူတီရီမြို့နယ်မဲဆန္ဒနယ်အငိမ့်စားပိုချုပ်ကြီးမြက်ဟိန်ကဒက္ခိဏတီရီမြို့နယ်ဘူးလတ်လဆွေကပုပ္ပတီရီမြို့နယ်ဘူးချုပ်ဟောင်းမောင်မောင်အုံးကတကုံးမြို့နယ်မဲဆန္ဒနယ်တို့မှအတီးအီးဝင်ရောက်ရှင်ပြန်ရမယ်လို့သိရပါတယ်။မန္တလေးတိုင်းတောင်သာမြို့ပေါ်မှာခြေကုပ်ယူထားတဲ့စစ်တပ်ဂိတ်စခန်းတွေကိုတပြိုင်နက်တည်းဝင်ရောက်တိုက်ခိုက်ခဲ့တယ်လို့မြင်းချန်ခရိုင်အမှတ်3တပ်ရင်းထံကသိရပါတယ်။နိုဝင်ဘာ9ရက်နေ့မနက်ပိုင်းက တောင်သာမြို့ပေါ်ရှိစစ်တပ်ရဲ့မကြီးရိုးဂိတ်ပိတ်တနိုးတောင်စကြမ်းအထွက်တန်လန်းဂိတ်တွေကို မြင်းချန်ခရိုင်အမှတ်သုံးတက်ရင်းကတပြိုင်တည်းဝင်ရောက်တိုက်ခိုက်ခဲ့တယ်လို့သိရပါဗျ။ဘန်ကာ73လုံးရှိတဲ့မကြီးရိုးဂိတ်ကိုတော်လန်ရေးရဲဘော်တွေဝင်ရောက်စီးနင်းတိုက်ခိုက်ရမှာ စစ်သားအားလုံးထွက်ပြေးသွားကဘန်ကာအတွင်းတွင်စစ်သားအလောင်း၃လောင်းတွေ့ရှိခဲ့တယ်လို့သိရပါဗယ်ပိတ်တနိုးတောင်ပေါ်ရှိစစ်တပ်ဂိတ်စခန်းကိုဝင်ရောက်တိုက်ခိုက်ခဲ့ရမှာစစ်သားအားလုံးထွက်ပြေးသွားပြီးဘန်ကာဆန်နှလုံးနဲ့ဆက်တလုံးကိုတင်ပိုက်နိုင်ခဲ့တယ်လို့သိရပါဗယ်စကြမ်းအထွက်တန်လန်းဂိတ်ကိုဝင်ရောက်တိုက်ခိုက်စင်မှာတော့အပြန်အလှန်ပြစ်ခတ်မှုဖြစ်ပွားခဲ့ပြီးအဆိုပါဂိတ်စခန်းကိုတော့မတင်ပိုက်နိုင်ခဲ့ဘူးလို့သိရပါဗယ် အဲ့ဒီတိုက်ခိုက်မှုတွေကိုမြင်းချန်ခရိုင်အမှတ်3တပ်ရင်းနဲ့ပူးပေါင်းတပ်ဖွဲ့တွေက တိုက်ခိုက်ခဲ့တာဖြစ်ပြီးရဲဘော်တယောက်ကြည်ထီမှန်တန်ရာမစိုးရင်ရရှိခဲ့တယ်လို့သိရပါဗျ။မကြီးဟိုတိုင်းတာခွန်းနဲ့ဒါမကြီးဟိုကိလို့ခေါ်တယ်ဟောင်းဒါဝဲဒါမကြီးဟိုကိရေရရတယ်အခုဘူးတိုင်းအဲ့ကလမ်းပါဘူးမပါဘူးအခုရှင်းအခုရှင်း ဘယ်ရောဘယ်ရောမင်းရောမင်းရောမင်းရောတော့အိုက်ရပါဒီနေ့မှကြာရောက်တဲ့ကင်းပြည်နယ်နေ့290ပြည့်အတွက်စစ်ကောင်းဆောင်ဗိုလ်ချုပ်မှုကြီးမဲအောင်လိုင်ပေးပို့တဲ့တဝင်းလွှာရဲမှာကင်းလက်နက်ကင်အဖွဲတချို့အပါအဝင်စစ်တပ်ကိုစန့်ကျင်နေတဲ့တော်လန်ရေးအဖွဲတွေကိုအပြစ်တင်ပြောဆိုထားပါတယ်2021ခုနှစ်အာနာတိတ်နောက်ပိုင်းကရင်အပါအဝင်တိုင်းရင်းသားလက်နက်ကင်အဖွဲတွေကအမှန်တရားကိုမျက်ကွယ်ပြုပြီးအကြမ်းဖက်မှုတွေတိုးမြှင့်လှုပ်ဆောင်နေတာကြောင့် အရင်ကတည်ငြိမ်ခဲ့တဲ့ကရင်ပြည်နယ်ဒေသတချို့မှာတည်ငြိမ်အေးချမ်းမှုမရှိဘဲပြည်သူတွေဆင်းရဲဒုက္ခခံနေရတယ်လို့စစ်ကောင်းဆောင်ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ကပြောဆိုလိုက်ပါတယ်။ဒါအပြင်လွတ်လပ်ရေးရပြီးနောက်ကိုလိုနီနယ်ချဲ့ရဲ့သွေးခွဲအုပ်ချုပ်မှုတွေကြောင့်အထင်မြင်လွဲမှားကကရင်ပြည်နယ်မှာလက်နက်ကိုင်ပြိပခါတွေနဲ့အတူဒီနေ့ဒီချိန်အထိ မတည်မငြိမ်ဖြစ်နေတာလို့လဲသူကဆက်ပြောခဲ့ပါတယ်။တစ်ဖက်မှာလဲစစ်ကော်မရှင်က င်ပြည်နယ်နှင့်190ပြည့်အခမ်းအနားကိုကင်ပြည်နယ်ဗန်မြို့မှာကျင်းပခဲ့ပြီးစစ်တပ်နဲ့အပြစ်ခတ်မှုရှိလက်တွဲနေတဲ့ကင်လက်နက်ကိုင်အဖွဲ့တချို့ရဲ့ခေါင်းဆောင်တွေတက်ရောက်ခဲ့ပါတယ်။အဲ့ဒီပွဲကိုကင်နယ်ကြားဆောင်တပ် BGF ခေါင်းဆောင်စောချစ်သူ DKBA ဒုစစ်ဦးစီးချုပ်စောရွှေဝါနဲ့ KNU KNLAPC ဒုတိယဥက္ကဋ္ဌတို့တက်ရောက်ခဲ့တာတွေ့ရပါတယ်။ရှိတောင်အာရှနိုင်ငံတချို့မှာ လူသေးဆုံးတဲ့အထိအပြင်းထန်တိုက်ခတ်နေတဲ့အပူပိုင်းမုံတိုင်းခန့်မေဒီကနေပြတ်ထွက်လာတဲ့တိုင်တိုက်တွေကြောင့်မနက်ဖြန်နိုဝင်ဘာလ10ရက်နေ့ကနေ10ရက်နေ့အတွင်းမြန်မာနိုင်ငံမှာဒေသလိုက်နေရာကွက်ပြီးမိုးကြီးနိုင်တယ်လို့မိုးလေဝသနဲ့ဇလားဗေဒညွှန်ကြားမှုဦးစီးဌာနကနေထုတ်ပြန်လာပါတယ်။ဒီနှစ်ရဲ့အားပြင်းဆုံးမုံတိုင်းတွေရဲ့ကတစ်ခုဖြစ်တဲ့ခန့်မေဒီကြောင့်ဖိလစ်ပိုင်နိုင်ငံမှာ114ဦးသေဆုံးခဲ့ပြီးအရေးပေါ်အခြေအနေကြေညာထားပါတယ်။ ဒီနေ့မနက်အစောပိုင်းမှာလဲတနအီကို146ကီလိုမီတာနှုန်းနဲ့ဗီယက်နမ်နိုင်ငံကိုဖြတ်ကျော်ဝင်ရောက်ခဲ့ပြီးလူသေဆုံးမှုတွေရှိနေပါတယ်။အဲဒီနောက်အပူပိုင်းမုံတိုင်းခန့်မေဂီဟာလာအိုနိုင်ငံကုန်းတွင်းပိုင်းဒေသတွေကိုဆက်လက်ဖြတ်ကျော်လျက်ရှိပြီးနောက်၁၂နာရီအတွင်းလာအိုနဲ့ထိုင်းနယ်စပ်ဒေသတွေမှာကုန်းတွင်းမုံတိုင်းငယ်အဖြစ်အားလျော့သွားမယ်လို့မိုးစလာရဲ့ဒီနေ့မနက်ထုတ်ပြန်ချက်အရသိရပါတယ်။ဒါကြောင့်မြို့ဝကျွန်းပေါ်မုံတမခွေမုံတနင်းသာရီကမ်းရိုးတန်းတစ်လျှောက်နဲ့ ကမ်းလွန်ပင်လယ်ပြင်တွေမှာတခါတည်းရန်မိုးတက်လေပြင်ကျရောက်နိုင်ပြီးလိုင်းအင်းတင်းတင်းကနေလိုင်းကြီးနိုင်ကလိုင်းအမြင့်က9ပေကနေ9ပေခန့်အထိရှိနိုင်ပါတယ်။မိုးတက်လေပြင်ကျချိန်မှာ ရေပြင်မြေပြင်လေဟာတနအီကို25မိုင်ကနေမိုင်30အထိတိုက်ခတ်နိုင်တယ်လို့သိရပါဗျ။ပြည်ရင်းရေချောင်းတွာလာရေးလေချောင်းပြန်တန်းရေးနဲ့ဆယ်မြောင်းတာတမန်တွေကိုလည်းလိုအပ်တဲ့အတိုင်းကြိုတင်ပြင်ဆင်ဆောင်ရွက်ထားဖို့ဆိုပြီးမိုးစလကဒီနေ့မနက်ပိုင်းထုတ်ပြန်ချက်မှာထည့်သွင်းဖော်ပြတတိပေးသွားပါဗျ။ ျွန်တော်ရဲ့ channel လေးမှာနေ့စဉ်သတင်းထူးများကိုစုစည်းဖော်ပြပေးနေတာဖြစ်လို့ကျွန်တော်ရဲ့ channel လေးကို like and subscribe လုပ်ခဲ့ဖို့မမေ့ကြပါနဲ့ခင်ဗျာအားလုံးကိုကျေးဇူးတင်ပါတယ်